ကျမတို့ဟာ NCA နဲ့မှရေးထိုးပြီးတည်နဲ့တပြိုင်နက်24နာရီအတွင်းမှာတိုက်ပွဲတွေအလုံးငိမ့်သွားတယ်။ဒါဟာ NCA ရဲ့အကျိုးရလဒ်ပဲ24နာရီအတွင်းမှာ ကျမတို့အလုံးကိုစီးရဲကိုငိမ့်အောင်ကျမတို့ဟာဆောင်ရွက်နိုင်ခဲ့ကြတယ်။စီးရဲဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် NCA လက်မှတ်ရေးထိုးထားတဲ့ပုံကိုယ်တွေကပြည်သူအတွက်အလုံးလုံးပိုင်ခွင့်ရှိရမယ်။ကျမတို့အစိုးရ10 20ကုန်သွားတယ်ကျမတို့ပြည်သူအတွက်အလုံးလုံးပိုင်ခွင့်နေမရခဲ့ဘူး ကျမတို့အလုပ်တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်အဟန့်တားတွေများတယ်ကျမတို့ဟာ NC ေးဒါတော့စောမြရသားလင်းဖြစ်ပါတယ်စောမြရသားလင်းကတော့အခုချိန်ဒီအသက်ကြီးနေပြီသွားကန်နီးတော့လုတ်လုတ်ချင်နေသေးပုံရပါတယ် NC လက်မှတ်ပို့ပြီးတော့24နှစ်တွင်တဲ့တိုက်ပွဲတွေရက်သွားတာမဟုတ်ဘူးနဲ့အိတ်ပြော်သွားတာ NC ကတိုင်းပြည်ကိုပြန်ထူထောင်မဲ့စာချုပ်ပါပြည်တော်မှုလွတ်တော်ကဥပဒေပုပြထမ်းပြီးတော့ဥပဒေစာကြောင်ဖြစ်အောင်လုပ်ပြီးသားဖြစ်ဒါကြောင့်ဥပဒေစာတမ်းဖြစ်သွားတယ် NC က ျက်စီးဖို့မလွယ်တော့ပါဘူး။ NC ကိုခြေစုံကံပြီးတော့ထွက်သွားတဲ့အဖွဲ့တွေရှိပါတယ်။ NC ထွက်သွားတဲ့အဖွဲ့တွေကညီကဲတို့မှအကျိုးများမရှိဘဲနဲ့တော့မတရားသင်းတော့အကြံဖက်အဖွဲ့စည်းလို့ဆိုတော့ဟိုပါဘူးဆိုင်းဘုတ်တွေပြန်အတက်ခံရပါတယ်။อืมမင်းကမင်းအွန်လိုင်းကဆိုင်းဘုတ်တက်ခံမှုကြောက်နေတာဟုတ်ဖင်တုံပြီးတော့အလုတ်ကောင်းကောင်းမလုပ်နိုင်ပါဘူး။ဒါကြောင့် NC TJ အောက်မှာဆိုရင်မတရားသင်းလည်းပြက်ပြက်တယ်အကြံဖက်အဖွဲ့စည်းလည်းပြက်ပြက်တယ် ဲ့ဒီအခွင့်အရေးကိုကျွန်တော်ကောင်းကောင်းယူခဲ့တယ်ဖွဲ့စည်းတွေဟိုကမ္ဘာကူလန်တို့မှအပါဝင်ဒီကနိုင်ဟိုဒီအာဆီယံဖွဲ့စည်းတွေကတော့ကျင့်ဝတ်သိက္ခာနဲ့ရှိတဲ့အဖွဲ့အစည်းမှန်တော့ဒီလိုမျိုးလုံးဝကျင့်ဝတ်သိက္ခာမရှိတဲ့ဒီလူတွေလွတ်ပုံနေတာလူတို့ကိုနှိမ့်စင်နှိမ့်တိုင်းတတ်ဖြတ်နေတဲ့အဖွဲ့အစည်းလုတ်တဲ့ဘွဲတော့ခင်ဗျားတို့မတက်သိမ့်ဘူးဆိုတော့ကျွန်တော်အဲ့ဒါလေးရိုးရိုးလေးပဲပြောတာတခြားဘာမှမရှိဘူးဒါကတော့လုတ်တာမလုတ်တာခင်ဗျားတို့အပိုင်းပဲ မျိုးတွေအားလုံးပဲသဘာဝပေးတဲ့မေးပေးတယ်မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Google Revolution Region Channel လေးကပြန်နေကြိုဆိုလိုက်ပါတယ်ဒီ Revolution လို့သွားပေးမှာတော့ယနေ့ October 18ရက်နေ့တောက်ကြနေ့ရဲ့မနက်ပိုင်းဒီနောက်ဆုံးရရှိတဲ့ရင်းချူကိုအချင်းချုပ်ဖော်ပြပေးဆောင်ဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိရှိပေးဖို့ဒီနေ့အပြင်ပြောထမှန်တောင်းဆိုလိုက်ပါတယ်အောင်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေဟာ၎င်းတို့ရဲ့ကိုကျိုးစီးပွားတဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားစီမှာဒီနေ့မှဆိုရင်တော့1920ရက်ရှိပြီဖြစ်ပါတယ်မနိုင်ငံတော် ပြတ်တာတွင်စစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစင်းမှာတော့ဘကိုးတိုင်းပရောင်းမျိုးနေမှာတော့ရေတလုံးမရတဲ့ဒေသများနေပါတယ်။ဘကိုးတိုင်းလဗတန်းမျိုးနေမှာ28ကောင်12ဥကိုတော့ရှင်ပြီးထားကြောင်သိရှိရပြီးတော့ဘကိုးတိုင်းပေါင်းတယ်မျိုးနေမှာတကောင်နဲ့ရှင်ပြီးနယ်အားခါမျိုးနေမှာ6ကောင်တော်လိုင်းရဲဘော်တို့ကတော့စစ်မကောင်စွာနဲ့ကြာဆုံးခဲ့ရပါတယ်။ဝေးတိုင်းအခုတ်ကူမျိုးနေမှာလည်းစစ်ကွေး6ကောင်သခိုင်းတိုင်းသခိုင်းမျိုးမှာလည်းစစ်ကွေး9ကောင်နဲ့တော်လိုင်းရဲဘော်တို့စစ်မကောင်စွာနဲ့ထပ်မံကြာဆုံးခဲ့ရပါတယ်။ဖရောင်သူနေပုံအနေနဲ့ကတော့အကြံဖတ်မင်းအောင်လှိုင်ဟာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့ တို့တော့ကိုယ်စားလှယ်လောင်းများကိုစီစစ်နေမှုများကိုသူကိုယ်တိုင်လှုပ်ဆောင်နေကြောင်းထုတ်ဖော်ပြောကြလိုက်ပါတယ်။ဒါဟာအော်တိုဘားလာဆန်ငိုင်းနေကပြုလုပ်ခဲ့တဲ့ NCA စနစ်ပြည်နှစ်ပတ်လည်ခန်းနာမှာမင်းအောင်နိုင်ကပြောခဲ့တာဖြစ်ပါတယ်။ဒီကောက်ပွဲအတွက်စရင်ပြီးထားတဲ့58ပါတီရှိပါတယ်။နိုင်ငံလုံးဝင်ပြိုင်မဲ့ပါတီက6ပါတီပြည်내တိုင်းဒေသကြီးမှာဝင်ပြိုင်ရမှာက50ပါတီရှိပါတယ်။ဒီစည်းဘုတ်အတွက်သဆိုင်ရာဝင်ကြီးဌာနစီကိုရောက်ရှိလာတဲ့စရင်တွေကိုကြည့်တဲ့အခါမှာကိုယ်စားလှယ်လောင်းတွေက9000ကျော်ရှိနေပါတယ်။အဲ့ဒီထဲမှာချူဟာတွေကိုတော့အကြမ်းဖျင်းကြည့်တဲ့အခါမှာ အတန်းပညာနဲ့ပတ်သက်ပြီးအခြားကိစ္စရပ်တွေနဲ့ညီဆွမ်းတာတွေတွေ့တဲ့အခါမှာတော့တချို့ဟာတွေကိုလည်းအပြောင်းလဲပြုလုပ်ဖို့ရှိတယ်လို့မင်းအောင်နိုင်ကပြောထားတာတွေ့ရှိရပါတယ်။ဘေးကောက်ဘက်ဝင်ပြိုင်မာလားမင်းအောင်လှိုင်ကလူပြေးမာလားဆိုတာတော့ဟုတ်တကယ်ကိုပဲကော့ကွင်းမြင်နေရတဲ့အနေထားဖြစ်ပြီးတော့မဲဆိုစီယုံကြီးတွေမှာလည်းတက်မတော်ကိုဝေပန်ရဘူးတက်မတော်ကိုဝေပန်ရင်ချက်ချင်းပဲရွေးကောက်ဘက်ကော်မရှင်ကနေပြီးတော့ဦးဆောင်ပြီးတော့လွတ်တော်ပူဇော်လေဘဝကနေပြီးတော့ထုတ်သိမ်းခံရမယ်ဆိုပြီးတော့လေတင်းတင်းကြပ်ကြပ်ပြောသွားပြရပါတယ် ။နောက်တော့ဒီဘုံအနေနဲ့ကတော့အချမ်းဘတ်စစ်တကားတိုင်းပြည်အာဏာကိုထိန်းချုပ်လိုက်ခြင်းကြောင့်တနိုင်ငံလုံးပြည်ခတ်ရဲစေး NCA စာချုပ်ဟာဆက်ကူဖြစ်သွားပြီးတော့ငြိမ်းချမ်းလုပ်ငန်းစဉ်တွေအလုံးကလည်းရပ်တန့်သွားပြီးဆိုပြီးတော့ရှမ်းပြည်ပြန်လဲထူထောင်ရေးကောင်စီ RCS ကမနေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်ပြည့်ထုတ်ပြန်ခဲ့တဲ့ RCS ရဲ့ကြီးညာချက်တွေမှာခုလိုဖော်ပြထားပြီးနေပြည်တော်မှာပြုလုပ်တဲ့ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်ကိုလည်း RCSS ကောင်းဆောင်ဗိုလ်ချုပ်ကြီးရွတ်စစ်ကတက်ရောက်ခဲ့ခြင်းရှိသေးတယ်လို့လည်းသိရှိခဲ့ရပါတယ်။ထိန်ထိန်ထိန်နဲ့ဆက်လက်ပြီးတော့ထိန်းကြောင်းလာတာ မပြတ်မစည်းဘဲနဲ့အခုဆိုရင်ပြန်ပြီးတော့လမ်းသာပြန်ပွင့်တဲ့သဘောပေါ့အထူးသဖြင့်ကျွန်တော်တို့ပထမ line ရှိပါတယ်။ဒါ line နဲ့ခစ်စားနေတာ okay ဟာလား။ဘာ line နဲ့ခစ်စားနေတော့ကျွန်တော်တို့သမ္မတရုပ်သိမ်းနေတဲ့ခစ်ကကျွန်တော်တို့ပထမ line ပေါ့။အဲ in line ပြီးတဲ့နောက်မှာတစ်ခဏလေးမှိန်သွားပြီးတော့အခုဒုတိယ line ပြန်တက်လာတယ်။မေဆုလက်ထက်မှာမှိန်သွားတယ်ပေါ့ပြောချင်တာကမခန့်တာ။ကိုကြီးကအေးပေါ့မှိန်သွားတာပေါ့။သူတို့စားနေတဲ့ပုံတွေပိတ်သွားတာ။ပြန်တက်လာတဲ့အချိန်မှာ NCA က မပြတ်မစည်းပဲနဲ့ဆက်လက်ပြီးတော့ဟိုအလုံးဆက်လုံးနိုင်အောင်ဥတည်ထားပါတယ်။အော်ဦးအစီလက်မှတ်ထိုးတော့မှဥဆောင်ပေးတဲ့ဘိုးကျော်ကြီးမူတူဆေးဖိုးပေါ့သူကိုယ်တိုင်လည်းဒီမှာတက်ရောက်ပြီးတော့ NC ရဲ့အထိမ်းမှတ်ကိုအားပေးတာဖြစ်ပါတယ်။ထိုးတူပဲ NC မှာလက်မှတ်ထိုးခဲ့တဲ့အာသမတတွေဝင်းဟိုဟိုလွတ်တော်ဥတ္တရတွေမရှိမိမှလည်းအစီအမံလက်မှတ်ထိုးရတဲ့ကကွယ်ဦးစည်းချုပ်နဲ့ဒုဦးစည်းချုပ်ကအခုချိန်ထိတောင်းဝန်ရှိနေသေးတယ်။ဒါကြောင့်သူတို့က NCA ကိုနှိမ့်တမ်းမှာပါတဲ့အတိုင်းပေါ့။အောင်မြင်အောင် ကောင့်ထဲပေါ်သွားမြင်ဟုကတိသစ္စာပြုပါသေးတာအဲ့ဒီတိုင်းဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီတိုင်းဆက်ပြီးတော့ရုံကန်သွားမှာဖြစ်ပါတယ် NCA ကတိုင်းပြည်ကိုပြန်လည်ထူထောင်မဲ့စာချုပ်ပါနောက်တော့ဒီစာချုပ်ကရိုးရိုးစာချုပ်မဟုတ်တော့ပြည်တော်မှုလွတ်တော်ကဥပဒေပုပြကြီးကုန်းစာချုပ်ကြီးကုန်းစာချုပ်ထမ်းပြီးတော့ဥပဒေစာကြောင်ဖြစ်အောင်လုပ်ပြီးသားဖြစ်ဒါကြောင့်ဥပဒေစာတမ်းဖြစ်သွားပြီ NCA ကပြည့်စည်ဖို့မလွယ်တော့ပါဘူး NCA ကိုခြေစုံကံပြီးတော့ထွက်သွားတဲ့အဖွဲ့တွေရှိပါတယ်။အနည်းဆုံး၃ဖွဲ့လောက်ရှိပါတယ်။ NC ထွက်သွားတဲ့အဖွဲ့တွေကညီကဲတို့မှအကျိုးများမရှိဘဲနဲ့တော့မတရားသင်းတော့အကြံဖက်အဖွဲ့စည်းတို့ဆိုတော့ဟိုပါဘောစိုင်းဘုတ်တွေပြန်အတက်ခံရပါတယ်အလုပ်ကောင်းကောင်းမလုပ်နိုင်ပါဘူးဒါကြောင့် NC ထိရိတ်အောင်မှာဆိုရဲမတရားသင်းလည်းပြက်ပြက်တယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအကြံဖက်အဖွဲ့စည်းလည်းပြက်ပြက်ဒါလုံးကြားရတိုင်းပါပဲမင်း online ဘောမထားမယ်ဆိုရင်တော့လုတ်ချင်တာလုတ်အေးရအေးကြောင်းငုံစိမ့်မောင်းဆိုပြီးပြောနေတဲ့နေသားတစ်ခုပါပဲစီယုံပါဝင်ဒီတိုင်းရင်းသားတော်လေး ဟုတ်နောက်တစ်ခုကတော့ဒီ7နှစ်ပြည့် NC နှစ်ပတ်လည်မှာဆိုလို့ရှင်တော့စေအုပ်စုပဲသူပြင်ဆင်ထားတာဒီအခမ်းအနားကြီးကြီးကျယ်ကျယ်ကိုဟိုလှုပ်သွားဖို့စီစဉ်ထားတာပေါ့တစ်ဖက်မှာလည်းဒီ NC ဟိုမထိုးရသေးတဲ့သူရဲ့ NC ရဲ့အတိုင်းမသွားတော့တဲ့သူတွေအကုန်လုံးဖိတ်ရလို့သူပြောတယ်ဒီဟာဟိုတို့ကင်းညိုဟိုတို့တကယ်ရောဟိုဟာဖိတ်ကြရက်လားဟိုအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ်။နည်းနည်းပြောပြပါကုန်ဗျ။တိတ်မယ်လို့တို့တို့မတွေ့တော့တော်တော်များများကျွန်တော်တို့အပေါ်မှာ short တွေ့တာတခုလည်းမဟုတ်ဘူး။ဟိုလူထုအပေါ်မှာလည်း short တွေ့တာအများကြီးဖြစ်တယ်။ तू အနာသိန်းဒီလောက်တော့ဖြစ်မှာမဟုတ်ဘူး तू အတွက်ထား။ဒါပေမဲ့ तू တွက်ကိန်းတာအကုန်လွဲတယ်ဗျာ။ကျွန်တော်တို့ရက်ဒီရခိုင်ပါတယ်။ငញ្ញိုင်းလုတ်လုတ်ရရှိတော့တေချာလုတ်တယ်။မလုတ်တော့ဘူးဆိုတော့လာလုံးဝမင်းဘာလာစေစားလို့မရတော့ဘူး။အဲ့ခိုင်မှာဟိုဘာပဲရှိတော့လဲဆိုတော့ခိုးရောင်ခိုးလည်း short တော့ဖိတ်တဲ့ဟာတွေညိတာရှိတယ်။ဟိုကျွန်တော်လုံးဝနားမထောင်ဘူးလား။ရှင်းရှင်းပဲအဲ့နှစ်နှစ်သုံးနဲ့ကြော်လာတဲ့ခါမှာသူတို့အဲ့လိုလာပြီးတော့ချင်းကားတဲ့ဟာတော့မကြားဘူးမကြားတော့ဘူးလောက်လည်းမရတော့ဘူးကျွန်တော်ပြတ်ပြတ်သွားပဲ ကျွန်တော်ဆွေးနွေးကြရှိဆွေးနွေးတယ်ဒါပေမဲ့ဆွေးနွေးတဲ့အောင်မင်းကောင်းအောင်မလုပ်ဘဲထောက်ရနာသိအဲ့လိုအချိုးမျိုးတော့ကျွန်တော်တို့ဘလို့မှလက်ခံလို့မရတော့ဆိုတော့အဲ့ဒါပြတ်သွားပြီရှင်းရတော့အခုတည်းကတော့ဘာမှလည်းသူကသူထားလို့တာပဲရှိတယ်သူကယူလို့လို့ကြောင်းလို့နဲ့သူကသူလုတ်နေတဲ့အပိုင်းတော့လုတ်နေတာပဲဆက်လုတ်နေတာပဲကျွန်တော်တို့ဖိတ်တာတော့မရှိတော့ဘူးအဲ့ဒါဟုတ်စေုပ်စုပဲကတော့မင်းအောင်လည်းဟုတ်တယ်ဆိုတော့ယူလို့ကြောင်းလို့နဲ့အဲကိုကြောင်ကိုပဲမင်းအောင်လည်းလာမဖိတ်နေတယ်ပြောနေတော့မင်းအောင်အော်ဒီ NCA လို့ခေါ်တဲ့ဒီအပြစ်တနိုင်ငံလုံးပြစ်ရစာချုပ်ပေါ့နော်တရားဟိုဆွဲကန်ပြီးတော့ ဘသူအများပြောတွင်းကျပြောနေတာကျွန်တော်တွေ့ရတာတကယ်ရောသူ့ရဲ့သဘောထားမှာဒီအပြစ်ခရရစဲမှုတွေကတကယ်ရောလုလူလက်ဆန္ဒတကယ်ရှိရလားဘာဖြစ်ကြောဒီလိုပြောရလဲဆိုတော့အခုတနိုင်ငံလုံးနဲ့ကင်းပြင်းနဲ့အပါဝင်ဆိုဟိုနေရာတိုင်းမှာဟိုထိုးစစ်ဆင်မှုတွေလုပ်တယ်ဘုံကျတဲ့ခိုက်မှုတွေလုပ်နေတယ်ဒီစစ်ကြောင်းထိုးတာတွေလည်းဟိုတိမ်မဲကြီးကိုလုပ်နေတာပေါ့ဒီအပေါ်မှာရောဒီဒီဘလူတို့အနေနဲ့ဘလူမြင်ပါတယ်လေဘလူမချက်ပြူချင်တယ် မြဲမြဲဆဆတော့ပြောကြရမှာရှိဘူးကျွန်တော်တို့ငញ្ញမ်းဖြစ်စဉ်ကာလတော့မှကျွန်တော်တို့ဒူးတိုက်ဆွေးနွေးတဲ့အချိန်မှာတောင်မှကျွန်တော်တို့အပေါ်မှာဒီလိုမျိုးမောက်မှပြီးတော့ဟိုချိုးဖောက်တဲ့ဟာတွေအများကြီးတယ်အဲ့ဒါကျွန်တော်တို့သီးခံပြီးတော့လောက်ခဲ့တယ်လေဥပမာဆိုရအောင်ဆိုဗျာတက်မှငါတက်မှသုံးဝက်မှာကားလိုက်ဖောက်ချလာတော့ဖောက်ရတယ်လောက်များတဲ့ရှိတပီလုံးမှာသွားဖောက်လေဘာလို့လဲကွတ်နေအတွင်းစီးထဲမှာလာပြီးတော့ဖောက်ရတယ်အဲ့ဒါကျွန်တော်တို့တေချာပြောလို့လည်းမရဘူးသူကလောက်တာပဲလောက်တော့လည်းတိုက်ပွဲဖြစ်နေတာပဲလေဆိုတော့အဲ့ဒီလေအဲ့လိုပုံစံမျိုးချိုးနေတဲ့ခါကျတော့ဒီအာနာသိမ်းပြီးတဲ့နောက်ပိုင်းပြောစရာဘူးမရှိတော့တာပြောစရာမရှိတော့သူကနေ့တိုင်းလုံးဘုံကျက်တာဖြစ်ကျွန်တော်တို့စီဘုံကျက်တာကျွန်တော်တို့စီကိုပထမဆုံးစဘုံကျက်တာပဲလေ2021ဒီမတ်လမှာကျွန်တော်တို့ ကိုကျွန်တော်တို့လည်းမခံတော့ဘူးအဲ့မှာမတ်လမှာကျွန်တော်တို့စကန်တက်သိမ်းလိုက်တာတခါတည်းအဲ့ဒါနဲ့တခါတည်းဟိုတက်မှာငါးမှာရှိတဲ့အဲ့ဒီအရက်ဖက်နေရာတွေအကုန်လုံးရှောက်ပြီးတော့ဘုံကျက်လိုက်တာသေတာလည်းသောက်လည်းပဲလူလူတွေအဲ့ဒီကလေးကသူကအတော်မတော်တပြေလုံးပတ်ပြီးတော့ရမ်းတယ်အခုတည်းထိပဲဘာဆုံးမဆုံးနဲ့အခုနောက်ဆုံးသတင်းကြိုမီထုံခွဲမှာသွားပြီးတော့ဘုံကျက်တာတို့ကျွန်တော်တို့တက်မှာတက်မှာရှိတီတီပထုံခဲမှာသွားပြီးတော့ကလေးတွေကလေးတွေ၄၅၆နှစ်အရွယ်တွေသေတာမနေဘူးသူရှောက်တော့ဘုံကျက်ပြလိုက်တာအခုကဆက်ခါဆက်ခါဖြစ်နေတာအဲ့ဒါကြီးကဘာမှဟိုစိတ်ကောင်းစီတယ်မှန်နည်းနည်းလေးပြောက်တော့ဟိုလောဝဆန်တာမရှိတဲ့လူကငြင်းငြင်းလာစကားပြောဘယ်မှာသွားပြီးတော့ယုံရအောင် ကဲဒါတော့ဒိုကီတစ်ပေါက်ရှင်းရှင်းတောက်တယ်ဘလို့ဆိုတော့နေကတော့သူ့အန်စီရဲ့ပွဲရနေပြီးထွက်သွားလို့ဆိုပြီးဝိုင်းပြီးတော့ပြောနေတဲ့သူတွေကိုပြန်ပြီးချီပါပြောဆိုလာပြပြမရောက်နိုင်တဲ့ကောင်လည်းလူသူလူကြောင့်သူတို့နဲ့သူ့ကိုကိုကြောင့်ကိုနဲ့လာမဆက်သွဲနဲ့လုံးဝဘလက်မကြည့်ဘူးလို့ပြောတာဖြစ်ပါတယ်။ကဲဘလို့ဆိုတော့နေကပြောချင်တဲ့လူရိုဆိုတော့နေလောက်မှရှင်းတက်တီကောင်ဘာလုပ်မလဲဆိုတာကတော့ကျွန်တော်ဆက်လက်ဆုံးကြည့်မယ်ဒါကိုဖြစ်ပါတယ်။အကြကြအကြကြဗျာပါငါရဲ့အကွက်ပြောင်းစီစဉ်ဘလို့အချိန်ရှိလဲကွာအာတိတ်ကောင်းတာပေါ့အပရဲ့အေးအေးဒါနဲ့ဒူးချုပ်ကြီး လက်ဖက်ချောက်ကြီးဘလို့ခြင်းတွေဖြစ်နေပြီလေကွာသူကျော်ဆိုဝင်ရတော့ငိုနေရှာတယ်ဗ ாய் ငိုရမယ်ငိုရမယ်အဲ့ဒါငါတမရဖြစ်ဖို့ဓာတ်ရရတရားပဲကွာဓာတ်ရရတရားပဲအဲ့တော့နေရမရဒုက္ခာကျုပ်ကြီးဘဝပါလေခင်ဗျာနေရမရဒုက္ခာကျုပ်ကြီးဘဝအတ္တကြအတ္တကြ မြန်မာနိုင်ငံကိုအာဆီယံဥက္ကဋ္ဌနေချင်းပြန်လာသွားတယ်ဗျာတာတာတို့ရဲ့ရွေးကောက်ပွဲကိုလည်းထောက်ခံမယ်ပြောသွားတယ်ဗျာအကြက်ပြအကြက်ပြအဘာပြောခိုင်းတာဗျာကျွန်တော်ကိုလည်းကျွန်တော်ပြောရင်ဗျောင်းမြန်ကောက်အဲ့ဒါအမှန်ရောက်မယ်ဗျာအမှန်ရောက်မယ်အာဆီယံကစာပြန်ထုတ်တော့အချက်တွေကွဲပါပြီရောဗျာအချက်တွေကွဲပါပြီရောရွေးကောက်ပွဲကိုမဆောင်ကြည့်အဘာနဲ့အာဆီယံတော့ညှိကြပြန်ပြီဗျာညှိကြပြန်ပြီညှိကြပြန်ပြီ နေပြည်တော်မှာအာဆီယံအကြောင်းသတင်းတောင်းနေတုန်းဘုံကနေဆိုဇယ်လီနှစ်ယောက်ဇယ်လီနှစ်ယောက်တမီဆိုးနဲ့အေဒင်တမီဆိုးနဲ့အေဒင်အပြိုင်တိုင်းတယောက်ကတော့လေစိတ်မှာဖန်းတယောက်ကတော့တငယ်အန်းနဲ့ဆိုလားပဲဗျာနိုင်ရလူဥရစာလင်သူကစားတမ်းပေါ့ဗျာခစ်ကမကောင်းတဲ့အချိန်ဇယ်လီအပြိုင်လုတ်ကြံတဲ့လူကလက်ခုပ်တီးအယူကြီးဘုံမြောက်နေတဲ့ပုံရိပ်မိုးမျိုးတွေပေါ့ဗျာပုံရိပ်မျိုးတွေပေါ့လိုက်လဲလိုက်ဖက်ပါတယ် တမရာယူနဲ့ကျွန်ယူဇလန်းတွေပါပဲဗျာကဲဒီတခါဒိန်းဒိန်းတို့ငူအပူမပြောပါဘူးဗျာအပူမပြောပါဘူးပွဲငားမဲ့သူကမရှိကြီးမဲ့သူတွေအာမခံကျဲတောင်းပါဇက်အဟောင်းသားနဲ့နင်းနေရတယ်ဆိုပြီးဘဘကြီးကိုမာတော့မှာခဲ့ကြပြီးတော့အခုမှလော်ဘီချင်းချင်းကလောင်းငောင်းတောင်းတောင်းဘဝနဲ့ပါဇက်ကြီးဖြီးရင်ထဲမှာတော့ဗျာစိတ်ထဲမှာတော့ဘဝင်မကြလှ တစ်ဆူဆူအလုံးကြီးစို့နေတယ်ဗျာဆိုပြီးပုံစံကဖြစ်နေတာဗျာအဲအကြောင်းပြောပါတယ်ပြည်သူချင်ဘက်ဖြစ်နေပြီဆိုရင် ရေတောင်မှအကျွေးဝယ်တောက်ရမှာ နော်လို့ပြောပါတယ်ကံရှိပါလေရဲ့ညံကမသိတဲ့ခါကျတော့ဓမ္မနဲ့အရမအကိုမခွဲကြကဲဒိန်းဒိန်းရေဆက်ပြီးတော့ဘဘကြီးဘောတာဆက်မထားပြီတော့အဲ့လိုမှမဟုတ်ရင်မင်းတို့ကိုစစ်မှုတန်း အခုပဲလာဖမ်းရလိမ့်မယ်ဒိန်းနေရေကဲဒီတပတ်ရဲ့စီရင်အောင်ပွဲကတော့အတူနှွဲနေရပြီဗျာအတူနှွဲနေရပြီ နေရာစုံပုံစံစုံနဲ့ထိုးစစ်ပူတူတူလေးရဲ့ view ဟာကိုရိုက်ချိုးပြစ်ပြန်ပြီဗျာရိုက်ချိုးပြစ်ပြန်ပြီမှတ်ပလားဟာမှတ်ပလားဟာဆိုပြီးတော့အသေးစော်တာဗျာအော်တောင်မအော်ရှာနိုင်ဘူးလက်ကလေးတွေမြောက်မောက်တဲ့လူကမောက်ပျောက်တဲ့သူနဲ့ပျောက်ပေါ့ဗျာဒါပေမဲ့သူတို့ဘက်ကတော့မနှမြောဘူးဗျာ ပြည်သူစစ်ကပေါ်နေတာဟုတ်ဗျာပွဲလန်းသဘင်တခါလှုပ်တိုင်းပေါ်တာဆွဲလိုက်ရင်အကုန်ပါလာကြတာပါပဲဗျာအကုန်ပါလာကြတာပါပဲမြန်မာပြည်မှာလဲဗျာငိုတဲ့သူတွေကငိုနေရှာပါတယ်ဒါပေမဲ့ပျော်တဲ့သူတွေကလည်းပျော်နေရှာတယ်ဗျာပျော်နေရှာတယ်ဒီကြားထဲမတီအောင်ဟာနဲ့ဘနာနာကဟီဟီဟာဟာနဲ့တချင်းစုံနေတုံးဗျာတချင်းစုံနေတုံး အဲ့ဒီချိန်စစ်မှုတန်းအကုန်ဖမ်းကွာဆိုပြီးတော့များလှုပ်လိုက်လို့ရှိရင်ပူတူတူလေးရဲ့တပည့်ကျော်ရမတီယုံဟမတီယုံဟဆိုပြီးဝိုင်းငါတိနှက်ချီးထွက်ပြီးတော့မျက်ရည်ဆက်လက်နဲ့ငိုနေရှာလိုက်မယ်ဗျာငိုနေရှာလိုက်မယ်ညီမပြီမအရမဘလောက်များများလဲဆိုလို့ရှိရင်တိတ်ကောင်းတဲ့ကတွန်းလေးဗျာနဲ့တရားတောင်တရားမဆောင်တော့ဘူးတဲ့အင်းနိုင်ငံမှာ ဘယ်လိုတရားဥပဒေကိုမှနတ်များမဆောက်ရှောက်တော့ပါတဲ့ပုံနတ်များကော်မရှင်တဲ့ဘလောက်ကောင်းလိုက်လဲဗျာအဲ့ဒါအာရမနိုင်ငံပါပဲဗျာတိုင်းရင်သားလက်နက်ကင်အခွဲ့6ခွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်ဒီထုတ်ပြန်ကြေညာချက်ကတော့အားရစရာကောင်းတယ်ကျေးဇူးလည်းတင်ပါတယ်ဒါပေမဲ့ရက်တီချက်တီပြတ်သားဖို့လိုပါတယ်အပြောနဲ့အလုပ်တစ်ထက်တည်းညီဖို့လိုပါတယ်လိုအပ်ရင်လိုအပ်တယ်လို့ထုတ်သုံးပြီးအတန်ဒီထုတ်နေတာထက်ဆိုင် လိုအပ်ရင်လိုအပ်တယ်လို့လက်တွဲပူးပေါင်းသွားတာကိုပဲကျွန်တော်တို့ပြည်သူတွေကမြင်ကျပါတယ်။ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုလို့ရှိရင်တော်လိုင်းကာလတစ်လျှောက်လုံးမှာ KNU ကစစ်ရေးကိုဘလို့ကစားခဲ့လဲဆိုတာမြင်တွေ့ခဲ့ရလို့ပါ။ကြားသိခဲ့ရလို့ပါ။တော်လိုင်းမှာနှစ်ဖက်ပဲရှိပါတယ်။တစ်ဖက်ကိုပြက်ပြက်တတရက်ကမှာဖြစ်ပါတယ်။တစ်ဖက်ကိုပြက်ပြက်တတကြောခမ်းရမှာဖြစ်ပါတယ်။ဒီတော်လန်ရေးကြီးကလည်းဆက်ပြီးတော့ဤနေမှာဖြစ်တယ်လို့ပြည်သူလူထုကလည်းပူပြီးဒုက္ခရောက်မှာပါ ေးဆက်သွားရတဲ့အသက်တွေအများကြီးပါပဲထောင်ထဲရောက်နေတဲ့ပြည်သူတွေအများကြီးပါပဲအသက်နဲ့ရင်းမီတိုက်နေကြရတာဖြစ်တဲ့အတွက်နိုင်ငံသားလက်နက်ကိုင်တွေပေါ်မှာလည်းအများကြီးမှုတည်နေပါတယ်ကျွန်တော်တို့ကနိုင်ငံသားလက်နက်ကိုင်တွေကိုငါတို့ဘက်ကပါပါလို့မအော်ချင်တော့ပါအခုချိန်မှာအော်ခဲ့တာလေပါဇက်ညောင်းနေပါပြီအခုချိန်မှာမင်းတို့ငါတို့ဘက်ကပါပါဒေါ်လန်ရေးဘက်ကပါပါဒါမှငါတို့အားလုံးလွတ်မြောက်မယ်လို့ပြောမဲ့အစား မင်းတို့တစ်ဖက်ဖက်ကိုရက်လိုက်ပါငါတို့ကိုကြောခိုင်းရင်လဲကြောခိုင်းလိုက်ပါတော့လို့ပဲပြောချင်ပါတော့တယ်အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံထဲမှာရှိနေတဲ့အတိုင်းအတာလက်နက်ကိုင်တော်တော်များများဟာစစ်ကောင်စီနဲ့မလွတ်ကင်းပါဘူးဒါတွေကိုကျွန်တော်တို့သိထားပါတယ်နားလဲနားလဲပြီးနိုင်ပါတယ်ဒီကိစ္စတွေဒါပေမဲ့၅နှစ်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီပြီးခဲ့တဲ့တွန်လှန်ရေးကာလ၅နှစ်မှာဘာတွေလိုအပ်ချက်ရှိလဲဘာတွေကအားနည်းချက်ဖြစ်နေလဲဆိုတာကိုတည်တည်ချာချာပြန်ပြီးစီစစ်ကြဖို့စဉ်းစားပြီးတော့မှ တပြန်ပြန်ပြီးတော့ခေါင်းထောင်မှုဥထောင်မှုအတွက်ကိုလိုလားပါတယ်ကျမတို့ပြည်သူတွေကခင်ယူမာကအဖွဲရလဲ၃ဘွဲလောက်ရှိတယ်ဒီ၃ဘွဲလုံးကလဲစစ်ကောင်စီနဲ့မရှင်းမရှင်းနေဖြစ်နေကြတယ်အဲ့တော့ဒီအကျိုးစီးပွားတွေနဲ့သာဆက်ပြီးသွားမယ်ဆိုလို့ရှင်တော့ရန်သူကရန်သူမိတ်ဆွေကမိတ်ဆွေခွဲရတော့မှာဖြစ်ပါတယ်ခင်ယူနေနဲ့အမျိုးသားရေးစိတ်သက်ရှိဖို့လိုပါတယ် เนาะအမျိုးသားရေးစိတ်သက်ဆိုတာ KNU တမျိုးသားလုံးအတွက်ကိုစဉ်းစားပေးဖို့လိုပါတယ်အမျိုးသားရေးစိတ်သက်မရှိတော့ဘဲနဲ့အကျိုးစီးပွားပေါ်မှာပဲဆက်သွားနေမယ်ဆိုလို့ရှိရင်တော့ KNU ပြည်သူတွေအတွက်လည်းဟိုအလားလာမကောင်းသလိုကျမတို့တိုင်းပြည်လုံးအတွက်လည်းအလားလာကောင်းမှာမဟုတ်ပါကျမမြင်ရသလောက် KNU ကအယူွက်နင်းတဲ့နေရာမှာအယံတော်ပါတယ်เนาะတစ်ဖက်မှာဟာလာတိတုံညာနှစ်ခုစစ်စစ်ရေးတို့ဘာလို့တစ်ဖက်မှာမြန်မြန်ဆိုင်ဆိုင်လုပ်နေတော့တော့ ငါတို့ဒီတိုင်းနေလို့တော့မရအောင်ဆိုပြီးထလှုပ်ရှားလှုပ်ရှားရင်လှုပ်ရှားတဲ့လောက်တို့ကလည်းအောင်မြင်နေလေနော်မလုံနိုင်တာမဟုတ်ဘူးမလုံကြတာပါမလုံကြတာပါကိုကိုကိုပြက်ပြက်သားသားမဆုံးဖြတ်ရဲတာပါနော်လက်လွတ်ဆုံးရှုံးရမယ့်အရာတွေကိုတကယ်တကယ်ငါတို့လက်လွတ်ဆုံးရှုံးရမယ်ဆိုတဲ့အသည့်ဝင်လာတဲ့အခါကျတော့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာပါဒါကိုလည်းကျမတို့ပြည်သူတွေမြင်နေရပါတယ်နော်ဒါကြောင့်မို့လို့ KNU နေနဲ့ပြတ်သားပါ KNU နေနဲ့မပြတ်သားလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကပြတ်သားရပါလိမ့်မယ်အဲ့လိုပဲ KNU အမျိုးသားတုကြီးလဲပြတ်သားရမှာပါနော်မျိုးသားရေးကိုဟုတ်လားမျိုးသားရေးအတွက်မတို့ဒီတော်လန်ရေးကိုဝင်ခဲ့တာပါဆိုတော့မူလရည်ရွယ်ချက်တွေရှိဖို့လိုပါတယ်မပြောက်ပြက်ဖို့လိုပါတယ်အဲ့လိုအမျိုးသားရေးစိတ်ဓာတ်နဲ့သွားမှလဲကိုယ့်ပြည်နယ်ကိုသိမ်းနိုင်ပြီးတော့မှတိုင်းပြည်လုံးလွတ်မြောက်ရေးကိုဆက်ပြီးတော့သွားလို့ရမှာပါတချို့ကပြောကြတယ် နော်ညီတို့ NUG ကဘလို့ဘလောက်အသုံးကြခဲ့လို့လဲညီတို့ NUG ကရောငွေတွေမပိုးဘူးလားငွေစည်းနေမရှင်းဘူးမှလား NUG အသုံးမကြခဲ့လို့အခုလူတွေဖြစ်တာလို့ပြောပါတယ် NUG ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ်ဘယ်တိုင်းရင်းသားလက်လက်ကင်ပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်ဖြစ်ပြီးသားတွေကိုကျမတို့ပြန်ပြီးပြောနေလို့လဲဘာမှဖြစ်လာမှာဘာမှအရာထင်လာမှာမဟုတ်ပါဘူး NUG အနေနဲ့ငွေတွေအလွဲသုံးစားလုပ်ခဲ့တယ်ဆိုလို့ရှိရင်လေပြီးခဲ့တဲ့9နှစ်မှာငါတို့ဘာမှခဲ့လဲဆိုတာကို စီစစ်ပြီးတော့မှဒီရပိုကောင်းတဲ့အရာနဲ့တွားရမှာဖြစ်ပါတယ်ကျမတို့ပြည်သူတွေဒီထိနားလည်ပေးမှာပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့တို့အရန်အရေးကြီးနေတာကဒီစစ်အာဏာရှင်ပြုတ်ကြဖို့တခုပါပဲဒီစစ်အာဏာရှင်သာမပြုတ်ကြဘူးဆိုလို့ရှိရင်ကျမတို့ကဒီတုံလန်ရေးကာလကြီးကိုနော်ဖြတ်တန်းတဲ့အချိန်မှလည်းအသက်တွေများစွာပေးဆက်ခဲ့ရတယ်လို့ဘဝတွေများစွာအိမ်တွေချိတ်ပိတ်ဟာလာလူတွေနိုင်ငံသားတွေရောက်အဲ့ဒီလိုမျိုးပေးဆက်ထားရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့တွေကနားလည်ပေးနိုင်ပါတယ် เนาะအဲ့ဒီထက်အရေးကြီးတာဘာမှမရှိတော့ပါဘူးဒီတော်လိုင်းရေးမနိုင်လို့ရှိရင်လည်းပဲကျွန်တော်တို့ပြည်သူလူထုတိုင်းပြည်ထဲကနောက်ထပ်၃ပုံပုံတပုံလောက်ကနိုင်ငံမဲ့တွေဖြစ်သွားတော့မှာပါအဲ့တော့ကျွန်တော်တို့အနာဂတ်ကြီးကအင်မတန်စိုးရိမ်စရာကောင်းပါတယ်ဒါကြောင့်မို့လို့တချို့ကိစ္စတွေတချို့ပြဿနာတွေကျွန်တော်တို့နားလည်ပေးနိုင်ပါတယ် KNU လို့ပဲဖြစ်ဖြစ် KIA လို့ပဲဖြစ်ဖြစ်အရင်တုန်းကလက်တွဲပြီးတော့ဒီစစ်ကောင်စီနဲ့အတူတူကြိုးစည်းပွားတွေလုပ်ခဲ့ကြတယ်ဒီကြိုးစည်းပွားတွေကိုငှက်ညာပြီးတော့မှเนาะဒီချိန်ထိ မပြတ်မသားဖြစ်နေခဲ့ကြတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြည်သူတွေအနေနဲ့နားလည်ပေးပါပါအခုချိန်ကစပြီးပြတ်သားလိုက်ပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဒီပြည်သူတွေရဲ့သဘောဆန္ဒအတိုင်းသွားဖို့လိုအပ်ပါတယ်ဒီပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးသွားပြီးကြစီချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကအားကိုးနေရတာအကုန်လုံးအားကိုးနေရတာပါနော်အဲ့တော့အားကိုးတာကြီးတခုပဲလားဆိုတော့မဟုတ်ဘူးလေပြည်သူတွေကိုယ်တိုင်ပါဝင်ပေးနေတယ်လှုပ်ဆောင်ပေးနေကြတယ်ထောက်ပို့တွေလည်းထောက်ပို့တွေလည်းပြည်ပမှာရှိနေတဲ့လူတွေလည်းလုပ်ပေးနေကြတာပဲ နော်ဒါဟာကျမတို့ရဲ့မျှော်လင့်ချက်ပို့ပြီးတော့ကြီးမားနေတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေကျမတို့နားလည်ပြီးလို့ရပါတယ်။ပြီးလုံးကြပါစီစီလုံးလုံးသွားကြပါလို့ကျမတို့ပြည်သူတွေអော်ခဲ့တာ9နှစ်ရှိခဲ့ပါတယ်။နော်ဒီနေ့ဒီချိန်ထိဒီစီစီလုံးလုံးညီညီညွတ်ညွတ်သွားမဲ့အရေးကိုတတိချာချာအကောင့်ထဲပို့လုတ်ဆောင်နေတာမျိုးမတွေ့ရသေးပါဘူး။တတိုင်းပြည်လုံးလွတ်မြောက်ရေးအတွက် နော်ကိုပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်အားလုံးကတညီတညာနဲ့ဒီလော်လန်ရေးသေးကိုဝင်လာခဲ့ကြတာပြည်သူတွေအပေါင်းတိုင်းရင်းသားလက်နက်ကန်တွေလည်းညီညာညီညီညာညာသွားခဲ့ကြတာပဲနော်သူတို့ရဲ့ရည်တည်ချက်တွေလည်းအရင်တုန်းကတော့ပြက်ပြက်သားသားလို့ထင်ခဲ့ကြတာပဲဒါပေမဲ့အခုချိန်မှာမပြတ်သားဘူးဆိုလို့ရှိရင်မပြတ်သားတဲ့အဖွဲ့အစည်းကိုတနက်ပြောင်းလှည့်လိုက်ပါတော့နော်ကြံယူချင်းချင်းမို့လို့အချင်းချင်းအမျိုးသားရေးအချင်းချင်းဒါမလုတ်ချင်ဘူး မတိုက်ချင်ဘူးဆိုတာကဒါကပြည်သူကိုလှည့်စားတာပဲဖြစ်ပါတယ်။อืมအချင်းချင်းမို့လို့မတိုက်ချင်ဘူးဆိုတာလောက်နဲ့ကျမတို့ပြည်သူကိုနှိမ့်သိမ့်ပေးလို့ရမှာမဟုတ်တော့ပါဘူး။เนาะအားလုံးလွတ်မြောက်ဖို့သွားတယ်ဆိုလို့ရှိရင်ဒီအာဏာရှင်ကိုပြုတ်ကြအောင်တော်လိုင်းတော်လန်တဲ့နေရာမှာเนาะမပါဝင်ခြင်းဘူးမပြတ်မသားဖြစ်နေတယ်ဆိုလို့ရှိရင်အားလုံးကရန်သူပါပဲ။ရန်သူစင်းတဲ့ဝယ်ထည့်ရတော့မှာပါ။အမျိုးသားရေးတွေပါလေအဲ့ချိန်မှာကြည်လို့မရတော့ပါဘူး။เนาะတမျိုးသားလုံးလွတ်မြောက်ဖို့အတွက်ဒီ ငါတို့လူမျိုးချင်းချင်းမတိုက်ချင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ကကျမတို့ပြည်သူထပ်ပြီးတော့ဂျင်းကျွေးနေတာနဲ့အတူတူပါပဲမတိုက်ချင်ဘူးဆိုလို့ရှိရင်ရက်လိုက်ပါနော်ဒါတော့ကျမ KNU ကိုပြောတာပါတချို့က KNU ကိုဝေဖန်တာမကြိုက်ပါဘူးအဲ့တော့ကျမတို့ကခုချိန်မှာမကြိုက်တာကြိုက်တာနဲ့တွားရတော့မှာမဟုတ်ဘူးကျမတို့ဘာလို့တင့်လဲဘာလို့ရမလဲဆိုတာကိုတွားရတော့မှာဖြစ်ပါတယ်အဲ့တော့ကျမတို့ပြည်သူတွေထဲမှာလည်းနော် KNU မှာလူငယ်တွေအများကြီးပဲရှိပါတယ်ကရင်လူငယ်တွေလည်းအများကြီးလက်နက်ကင်လာကြတာဖြစ်ပါတယ်ဒီခေါင်းဆောင်တွေ အတုံးမကြဘူးဆိုလို့ရှိရင်ကျမတို့ဘယ်လိုနီးနဲ့သွားမလဲဒီခေါင်းဆောင်လေးကိုဘယ်လိုဟုတ်လားလက်တွဲဖြုတ်ပြီးတော့မှဘယ်လိုဒီမဟာမိတ်တွေချင်းချင်းဘယ်လိုသွားလို့ရမလဲဆိုတဲ့ဟာကိုစဉ်ပြောင်းပြီးစဉ်းစားသင့်ပါတယ်ဒီခေါင်းဆောင်တွေပြောလို့မရရင်လည်းထားလိုက်ပါတော့အဲ့ဒီလိုမှသူတို့ကကိုယ်တွေကိုပြန်ပြီးနှောက်ရက်နေမယ်ကိုယ်တွေကိုကုလဲမကူညီဘူးနှောက်ရက်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနှောက်ရက်တဲ့လူအကုန်လုံးကရန်သူစင်းနဲ့ထည့်ပြီးတော့သွားရမှာဖြစ်ပါတယ်ဒါကတော့ကျမတို့အတန်ထုတ်ပေးတာပါเนาะဘာလို့ဆိုပြည်သူရဲ့အတန်ကလည်းလိုအပ်တာဖြစ်တယ် နော်ကျမပြောလို့ရှိရင်တချို့တော်တော်လာတားရတာတွေရှိတယ်နော်အဲ့တော့ကျမတို့ကအခုချိန်မှာဟိုငါတို့စီးလုံးရမယ်ဆိုတဲ့ဟာလောက်နဲ့မလုံလောက်တော့ဘူးလို့ကျမထင်တယ်ပြောတင်တာကိုပြောပြောကြရတော့မယ်အချိန်ဖြစ်ပါတယ်ကေအန်ယူလဲမှာလဲကျမတို့ဘီရက်တွေအများကြီးပဲရှိပါတယ်ဒါပေမဲ့ဒါတို့ကတို့အလုံးတို့လုံနေကြတာဖြစ်ပါတယ်ကျမတို့ကတော့ပြည်သူတွေဖြစ်တဲ့လို့ကျမတို့ပြည်သူရဲ့အတန်အောင်တော့ထုတ်ပေးရမှာဖြစ်ပါတယ် ပြည်သူကလည်းတိတယ်တိနေတယ်ဆိုတာကိုတော့ပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့ KNU ရဲ့ရည်တည်ချက်ကိုတိပါတယ်ဒါကြောင့်မို့လို့ KNU ဒီချက်ပို့ကောင်းစေခြင်းနဲ့ဒီချက်ပို့ပြီးတော့မှကျွန်တော်တို့ပြည်သူနဲ့အတူတူလက်တွဲလာစေခြင်းနဲ့ပြက်ပြက်သားသားလှုပ်စေခြင်းပါတစ်ဖက်ကအတန်ကို ထုတ်ပြီးတော့ဒီတစ်ဖက်မှာတော့ဟုတ်လားဒီတစ်ဖက်ကတော့စစ်ကောင်စီနဲ့မပြတ်သားတာပါငါတို့ကပြတ်သားတယ်ဆိုပြီးပြည်သူကိုလှည့်စားပြီးတော့ဂျင်းထဲနေရတယ်ရက်တင်ပါပြီလို့ကျွန်မအနေနဲ့တိုက်တွန်းခြင်းပါဒါကတော့ကျွန်မပြည်သူတယောက်အနေနဲ့ပြောသင့်လို့ ပြောသင့်နေတဲ့အချိန်ကြပြီဖြစ်လို့ပြောတဲ့စကားဖြစ်ပါတယ်အလုံးပဲဒီပြီးမှတွေ့ခဲ့တဲ့ကြောင်းညာလေးကတော့တိုင်းသားနဲ့နိုင်ငံဖွဲ့တည်နေတဲ့လက်ရှိကျွန်မပြပြတသားအဖက်မှာရက်ဒီပြေးဖို့အတွက်တောင်းဆိုနေတဲ့ဌာတကူတွေ့ရပါတယ်။ဒါမျိုးတွေအလုံးပဲဒီပြီးတော့နောက်ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ပြီးတော့မှတော့နောက်ထပ်သတင်းတွေတက်လာပြီးတော့ကျွန်တော်ရဲ့ကိုကျေရူပလူရှင် channel လေးကို Lion Scramble Lion Scrubby ဘေးရခွန်နေတာချင်းပြန်တက်လာမှာပြီးတော့သတင်းအလုံးကြည့်ရှုနားဆင်ကြရဖြစ်ပါတယ်။ဒါမျိုးတွေအလုံးပဲညာရှင်းနိုင်သတင်းစီမှာပြန်လည်ဆုံတွေ့ကြပါမယ်။ဆုံးနေရှိပြီးတော့တူးချင်းဆိုင်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။